ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကမဟာကာလဥပဒကာဆိုတာရှိသောတာပန်အရိယာပုဂ္ဂိုလ်ကြီးပဲစိတ်ကောင်းနှလုံးကောင်းအင်မတန်ကြီးပါတယ်တနေ့တော့ဘုရားကျောင်းတော်ကနေပြီးတော့ဇေတဝန်ကျောင်းတော်ကနေဥပုံလျှောက်အဲ့ဒီခေတ်ကဥပုပ်တွေတွေကကျောင်းတော်မှာညအိပ်တဲ့ထုံးတမ်းရှိမနေ့ခင်းမှာလင်းပြီဆိုတော့မှကျောင်းတော်ကနေထပ်ပြီးတော့အိမ်ပြန်တယ်အဲ့ဒါဝီလီဝင်လင်းလေးသူကထသွားကျောင်းဘဝမှာရှိတဲ့ရေကမ်းမှာမျက်နှာတက်မဟာကာလဥပဒကအဲ့ဒါမြို့ထဲကနေပြီးတော့သာဝိတိမြို့ထဲကနေတခိုးတယောက်ကနောက်ကလူတွေလိုက်လို့ပြေးလာတာ ပြီးနာတော့သူ့ရဲ့လက်ထဲမှာပါတဲ့အထုပ်ကိုမှပြီးတော့ပြီးနေရင်ဒီလူတွေရဲ့လက်ကလွတ်မှာမဟုတ်ဘူးဆိုပြီးတော့အဲ့ဒီမဟာကာလဥပဒကရှေ့ကုန်းပြီးတော့မျက်နှာတစ်တဲ့နားကိုအဲ့ဒီအထုပ်ကြီးကိုသူကချထားခဲ့အဲ့ဒါနောက်ကလိုက်လာတဲ့လူတွေကတခိုးမျက်ခြေပြက်သွားဒီအထုပ်ကြီးတွေ့တွေ့တဲ့အခါကျတော့အော်မေတခိုးကအခုပြေးလို့မလွတ်တော့မှဥပုပ်ဆောင်ပြီးတော့ပြန်လာတဲ့ဥပုပ်တယ်လို့လို့ဘာလို့လို့ဟန်ဆောင်နေတယ်တဲ့အဲ့ဒါနဲ့ဝိုင်းပြီးတော့မဟာကလဥပဒကကိုတခိုးပါဆိုပြီးတော့ ဝိုင်းရိုက်ကြလားဘလို့တောင်းမှလို့မှမရဘူးဘလို့ရှင်းပြလို့မှမရဘူးသောတာပန်အရိယာပုဂ္ဂိုလ်ကြီးတယောက်ဟာတခိုးလို့အဆွတ်ဆွဲခံရတာဒီရှင်းနောက်ညီပါသလားမညီဘူးကုကူရီလက်ရောက်အရင်အနှက်ခံရတယ်အစော်ကားခံရတယ်ရှင်းနောက်ညီပါသလားမညီဘူးအဲ့ဒီရိုက်တဲ့ဒဏ်ရာနဲ့အဲ့ဒီနားတွေပွေချင်းပြီးသိတယ်အဲ့ဒီမှာယဟန်တော်တွေကမျက်စွာဘုရားကိုရှောက်တယ်ရှင်ဘုရားဒီလိုသူတော်ကောင်းကြီးတယောက်မှာဒီလိုသေးချင်းမျိုးသေးရတာဟာ ဘယ်လိုမှမသိတော့ပါဘူးအဲ့ဒီမှာမြတ်စွာဘုရားကဘာပြောတုံးဆိုချက်သားတို့အခုလောက်ရက်ကိုကြည့်ရင်တော့မသိတော့တာမှန်တယ်ငိုတုံးကလှုပ်ထားတဲ့လောဘရဲ့စနစ်ကိုကြည့်မယ်ဆိုရင်တော့သိတော့ပါတယ်မြတ်စွာဘုရားဆိုတော့မြင်တော်မူတာဟုတ်ဗျနော်အဲ့ဒါနဲ့ဒီမဟာကာလဥပဒကအကြောင်းကိုယဟန်တော်တွေမေးတာနဲ့မြတ်စွာဘုရားကအမိန်ရှိတခုသောဘဝတုန်းကဒီမဟာကာလဥပဒကတောအုပ်တစ်ခုရဲ့အဝမှာရှိတဲ့ယွာကြီးတရွာမှာသူဟာ ရွာရဲ့ဟိုအကြီးအကဲကြီးတယောက်ဖြစ်တယ်။အဲ့ဒါဘယင်မင်းမြတ်ကဒီတော်ထဲမှာရှိတဲ့တကုဒမြတွေရဲ့ဘေးကလွတ်အောင်ခရီးတယ်တွေလာလို့ရှိရင်သင်ကဥဆောင်ပြီးတော့ခရီးတယ်တွေကိုဟိုဘက်ကိုလွတ်အောင်ပို့လို့အဲ့ဒါလို့သူကကာကွယ်ရေးတာဝန်ကိုမလုပ်ထားတော့ယူထားတာ။အဲ့ဒီရွာအကြီးအကဲကအဲ့ဒါနဲ့တနေ့ကျတော့သူတို့ရွာကိုလင်မယားနှစ်ယောက်လှဲလေးနဲ့ရောက်လာတယ်။အဲ့ဒါနဲ့ကျုပ်ကိုဟိုဘက်ကိုလွတ်အောင်လိုက်ပို့ပေးပါတကုဒမြတွေရန်ကကြောက်လို့ ဟာအဲ့ဒီလိုဆိရှင်ဘယ်နဲ့လုံမတော့အဲ့ဒါမှဒီအကြီးကဲကဒီလင်မယားနှစ်ယောက်ကိုကြည့်တော့ဒီအမျိုးသမီးကအင်မတန်ချောတာချောတဲ့အခါကျသူကရားချင်သူမယားမယားကိုရားချင်တာနော်အဲ့ဒီလိုရားချင်တဲ့အခါကျဘလို့ရအောင်လုပ်မလဲလို့ပါဇက်ကတာဟိုလူနဲ့စကားပြောနေကြစိတ်ထဲကအလုပ်တွေရှုပ်ပြီးတော့တွေးနေတယ်သူကသိလားအဲ့ဒါနဲ့သူကနေပါဦးတ냐အိပ်ပါဦးမနေ့ကျရင်ပို့ပါမယ်အကြံထုတ်ချင်ရအောင်လို့ဒီအမျိုးသမီးကိုရ ။ဘိုးကမျိုးကောင်းသားကပြောတယ်အခုမှနေအစိုးကြီးရှိပါသေးတယ်ကျွတ်တို့ကိုလိုက်ပို့ပါ။ဘိုးဘက်ကအကြီးကြီးလိုသွားနေရရှိလို့ပါ။အိုးနေပါအောင်အခုမှမြင်မြင်ချင်းခင်လို့ပါတမင်းနေပါလေစားပါအောင်ဆိုတော့ဇွတ်အတင်းအိမ်တိမ်မှာထားပြီးတော့တမင်းနေဟင်းနေချက်ပြီးတော့ဘလို့မှသွားလို့မရအောင်အချိန်ဆွဲထားလိုက်တယ်။ပြီးတော့သူ့အိမ်ထဲဝင်ပြီးတော့အေးအေးဆေးဆေးစဉ်းစားတယ်ဒီမိမကိုရအောင်ငါဘလို့လုပ်ရမလဲ။မတရားလောဘနော်တကယ်ကြီးမိုက်မြ။အဲ့ဒါနဲ့ဘာလို့တုံဆိုသူ့လူတွေကိုသူတင်ပြတယ်။ဒီမှာအင်မတန်ဖိုးတန်တဲ့ဘရင်ရဲ့ပြင်များယတနာရှိတယ်။ဒါကိုသူ့ရဲ့လှဲတဲ့ကိုသွားဖွက်ထား အဲ့ဒါမနဲ့မင်းတို့လိုက်ဖို့ပြီဆိုတော့ပရမယာပြောက်တယ်ဆိုတော့နောက်တစ်ခါကလိုက်ရှာတွေ့ရင်သူ့ကိုတတ်မယ်ဆိုဒီလိုအကွက်ဆွဲတာနောက်နေ့မနဲ့လည်းရောက်ပြီဆိုတော့ပရမယာပြောက်တယ်အိုးအော်တောင်းတင်လိုက်အဲ့ဒါလှဲတဲ့ဖွက်ထားတယ်သူတို့ဖွက်ထားတဲ့ပရမယာသူတို့ဘက်သူပြန်ရှာသူတို့ဘက်သူပြန်တွေ့ပြီးတော့အဲ့ဒီဇနီးမောင်နှံကိုကျိုးတုပ်ပြီးတော့ခေါ်သွားတယ်ကြည်စံသင်ဟာလေမနေ့တုန်းကကျွေးခဲ့မွေးခဲ့တဲ့ဂျေဇူးကိုမထောက်ငါ့ကိုမင်းပြမင်းတန်တဲ့အောင်ဘရင်ရဲ့ပရမယာခိုးရသလားဆိုပြီးတော့ တခါတည်းအဲ့ဒီယောက်ျားကိုအသေးတတ်တာဗျနော်အသေးတတ်ပြီးတော့အဲ့ဒီအမျိုးသမီးနဲ့ရသလားမရသလားတော့စာထဲမှာလည်းမပါတော့ဘူးသိလား तू လုတ်တဲ့မကောင်းမှုကိုပဲပြအဲ့ဒီယောက်ျားအသေးတတ်ခဲ့တဲ့အင်မတန်ကောက်ကျစ်သောအင်မတန်လောဘကြီးသောအင်မတန်မတရားသောပုဂ္ဂိုလ်သည်အခုမဟာကာလဥပဒကလဖြစ်တယ်ဟိုစဉ်းစားကြည့်ရင်တန်လျာကြီးကလည်းကြောက်เสียရပဲနော်သူရုပ်မှဖြစ်လိုက်လူကောင်းဖြစ်လိုက်ဒေါ်ကြာကောင်းလိုက်ဒေါ်ကြာဆိုးလိုက်နဲ့ ဟိုအိန္ဒိယကိုမရဘူးလို့ပြောရမလို့ဖြစ်ဟုတ်လားဒါပေမဲ့အရိယာဖြစ်သွားပြီဆိုလို့ရှိရင်တော့တေချာသွားပြီနော်တကယ်ကြီးဒီမိုက်ပြအေးမဟာကာလဥပဒကရဲ့အဲ့ဒါလို့ရုပ်ပြည့်ဆင်းပြည့်သေးအောင်ဘယ်သူကဖန်တီးတာလဲဆိုတော့သူ့ရဲ့ရုံမှာကောက်ကြည့်ရက်စမှုကလှုပ်လိုက်တာမဟုတ်လားမှန်ပါအဲ့ဒီသူ့ရဲ့ရုံမှာကောက်ကြည့်ရက်စမှုတွေဖြစ်လာအောင်ဘယ်သူကနေတိုက်တွန်းလိုက်တာလဲလူချင်းတွေဆိုတဲ့လောဘကတိုက်တွန်းလိုက်တာလောဘနေအကျယ်ကြီးနော်တကယ်ကြီးဒီမိုက်ပြခုမြင်ကြည့်ပါဒီလူတွေဉာဏ်ရှိတယ် လူကျင်တာတစ်ခုကိုအကြောင်းပြုပြီးတော့လူတွေဘလောက်လိန်ညာလှည့်စားနေကြသလဲဘလောက်တယောက်ကိုတယောက်ကောက်ကျစ်နေကြသလဲဒီလူတွေပို့ပြီးတော့မြင်လိမ့်မယ်လို့ထင်တယ်လူကျင်